ရှမ်းမြေဝရကတောထဲမှာသွားခုတဲ့အရှင်မင်းလေးတွေဒါကတော့ပန်းရှမ်းထဲမှာသူတို့ကခင်ခံအမွေကြိုင်နေအနေနဲ့စားလို့ရတဲ့အရွက်တွေကိုတီးတန့်စိုက်ပြီးတော့ပြထားတာပေါ့နော်ဒီမှာဒီအပင်လေးရဲ့နာမည်ကတော့ဒါဆွေတင်လို့ခေါ်တာပေါ့နော်သူကစီရာဆိုတာအရှင်လို့ပြောတာသူကထရဲဂိုးစီရာဆိုတာဒါကြီးသူတို့ဒီပန်းရှမ်းထဲမှာစိုက်ထားတဲ့အရှင်မင်းပေါ့ဒါစားလို့ရတယ်လေရှမ်းမြေတို့ကဆွေတွေရှင်မောင်းလို့ခေါ်တဲ့အပင်ပေါ့နော်ဒါရှမ်းမြေ အာဒီအရွက်ကိုကြော်ပြီးတော့ပြထားတာပေါ့နော်အဲ့ဒါဒီအရွက်ကလေးတွေရတာအရှင်ရွက်တွေပါဒီအရွက်တွေကိုစားတာမတည်တည်လေးတွေပောက်တုတ်ကလေးတွေမှာကြည့်ရှမ်းပြည်ကူတာဒီလိုပောက်တုတ်ကလေးတွေပောက်တုတ်ကလေးတွေပေါ့နော်ဒါအခုအပင်တွေဒီထဲမှာကျတော့ပန်းရှမ်းထဲမှာကျတော့သူတို့မခူးရဘူးလေတအားလှတယ်အခုကအပွင့်တွေပွင့်ကုန်ပြီအပင်ကြီးကြီးတွေကျတော့ဒါအစ်စ်တွေထတ်ထွက်တယ်ထတ်ထွက်တော့ဒါပေမဲ့သူကအဖူးမဖူးသေးဘူးတချို့ဟာလေးဆိုထွက်ရင် ပွင့်လာကြပြီဆိုတော့လေအခုတွေအပွင့်တွေထွက်ကုန်ပြီအောက်ကအစ်တစ်တွေထထထွက်တဲ့ခါကြတော့လေဒါတော့အပွင့်နေနဲ့လိုက်လာတာပေါ့နော်ဒါကြာပြီဆိုတော့လေအနွေသူကဆောင်းကုန်ပြီလို့ရှိရင်သူကထွက်လာတာတူတူကြီးဟိုဘက်ကဆိုရင်လည်းအဲ့ဒါဆူရင်းကအရှင်မင်းပဲပေါ့နော်ဒါကြတော့ဒါလည်းအရှင်မင်းဒီဟာကြတော့သူတို့ကဒီမှာကြတော့ဖိုင်းဖိုင်းပေါ့မုတ်လုံဆိုင်အပင်ဒီမှာရာဘာဘဲရာဘာဘဲလို့ခေါ်တယ် ဒီမှာဒီအပင်ဒါလည်းအရှင်မင်းပဲနော်ဒါဆွေတွေမှာအရင်တော့ရှမ်းပြည်တို့ဆွေတွေရောက်စားဒီအရွက်ကိုရှမောင်းလိုမျိုးကြော်စားတယ်ရမ်းကောင်းတယ်အာဒီကနိုင်ငံကလူတွေကကြာအရွက်မစားဘူးသူတို့ကဒီအယိုးကိုတောင်မှသူတို့ကဘာလို့စားလဲဆိုမုတ်ပဲလှုပ်စားတာနော်ဒီအယိုးကိုသူတို့ကမုတ်လှုပ်စားတာသူတို့ရိုးရအစားအစားတစ်ခုအနေနဲ့ဒီအယိုးကိုမုတ်လှုပ်စားတယ်အရှင်ပေါ့တအားရှင်ပဲ ုံမင်္ဂလာပါရှမ်းပြည်ကရှင်ရကြိုဆိုပါရစေ။ဒီနေ့ရှမ်းပြည်လမ်းလျှောက်ထွက်လာတယ်။ရှမ်းပြည်လမ်းလျှောက်ထွက်လာရင်းနဲ့စူရီမန်နွေရာတီမဆားရတဲ့အရှင်မင်းလေးတွေပေါ့နော်။အဲ့ဒီအရှင်မင်းကြီးအယောက်ကလေးတွေခူးပါမယ်။ခူးပြီးတော့ရှမ်းပြည်ရှင်မောင်ကျော်တို့မျိုးမြင့်နေကြောစားပါမယ်လို့ဒီမှာဒီလိုအရှင်မင်းလေးတွေပါ။အရှင်မင်းဆိုတာစူရီရှင်မောင်လို့တော့ခေါ်ကြပါတယ်ဒီကလူတွေကတော့နော်။ဒါပေမဲ့ဒီမှာအခုကတော့အဖူတွေထွက်နေပါပြီလို့အဖူထွက်ရင်သိမ်းစားလို့မကောင်းပါဘူး။ဒီလိုမျိုး ဒီလိုအပင်ပေါက်ကလေးတွေကပူစားလို့ကောင်းပါတယ်အနုလေးတွေပါရှင်တာကတော့အရင်ရှင်ပါတယ်ဒီမှာဟိုသူတို့ကဒီနေရာတွေကြတော့မြက်နေရာဒီမှာမြက်ကိုစောကြီးမရိပ်ပါဘူးဘာလို့လဲဆိုဒီလိုအပင်တွေပေါက်တဲ့အတွက်ကြောင့်မို့လို့အဲဒီလိုအပင်တွေကိုခူးစားလို့ရအောင်လို့ဆိုပြီးမြက်မရိပ်ပါဘူးเนาะတချို့နေရာတွေပဲရိပ်ပါတယ်မြက်ကိုဆက်နဲ့နောက်ခါမှသူတို့မြက်တွေရိပ်ပါတယ်အခုတော့မရိပ်သေးပါဘူးဒီအပင်တွေကအခုပေါက်လာပြီဆိုတော့ တချို့ဟာတွေဆိုတာနောက်ကြနေပြီးရှမ်းပြည်ကလာတာလေရှမ်းပြည်တော့အရင်တော့ဆိုရင်လူရီဦးရီယာတီစတာနဲ့လာတယ်ပေါ့ဦးကလာဟုတ်မအားတာရော မိုးတွေရွာတာရောဆိုတော့ရှမ်းပြည်ဒီနေ့မှာပဲလာဖြစ်ပါတယ်လို့အဲ့ဒါနဲ့ဘလော့ကလေးရိုက်ရှင်လို့တခါတည်းပြရတာပါဘဟုတုတာပေါ့နော်ဆွေတွေမှာကြတော့မရတီပဲဒီလိုမျိုးလေးခူးစားလို့ရတဲ့အပင်လေးတွေရှိပါတယ်လို့ကျန်တဲ့အချိန်ကြီးမှာတော့အဲ့လိုမျိုးခူးစားလို့ရတဲ့အပင်မရှိပါဘူးအဲ့လိုဆိုတော့ ီလိုအပင်ပေါက်ကလေးတွေကြတော့ပိုပြီးကောင်းပါတယ်လို့အပွင့်ပွင့်နေတဲ့အပင်တွေကြတော့နည်းနည်းအယိုးတွေကဟိုရင်းဖြစ်တဲ့အခါလေးအဲအပွင့်ပွင့်နေတဲ့အပင်တွေကြတော့တိတ်ပြီးတော့စားမကောင်းပါဘူးလို့လို့အရွက်ကလေးတွေပြီးတော့ဒီလိုအရွက်ကလေးတွေကိုခူးတာများပါတယ်ပေါ့နော်အရွက်ကလေးတွေကြတော့လူမျိုးပေါ့ဒါမြက်တီတော့မှဆိုတော့လေအဲ့လိုအပင်ပေါက်ကလေးတွေရှိပါတယ်လို့ဒီလိုအပင်ပေါက်ကလေးတွေကိုခူးတာကပို့ပြီးတော့စားလို့ကောင်းပါတယ် အဲ့ဒါနဲ့အဲရှက်မြေတခါတည်းအဲ့ဒါအပင်လေးတွေခူပြီးတော့ပြတာပါပြီးလို့ရှိရင်အိမ်ရောက်လို့ရှိရင်ညနေကြော်ပါမယ်မြန်မာပြည်ရရှင်မောင်ကြော်အတိုင်းစားလို့ကောင်းပါတယ်အဲ့ဒါဒါရင်ကောက်ရွက်လာခူရင်နဲ့တလက်စားတဲ့ရှမ်းမြေဒီမှာရှင်မောင်အရွက်ကလေးတွေကိုပါဒီအရှင်ရွက်ကလေးတွေကိုပါနော်တခါတည်းခူပြီးတော့ပြတာပါလို့ ီအရှင်ရွက်တွေကကြတော့နည်းနည်းခူရတာလို့မြစ်ပင်တွေရောမှာဆိုတော့လေအဲ့လိုနည်းနည်းအဲ့လိုမြစ်ပင်တွေရောတိုးပြီးခူရတာပေါ့နော်အရင်တော့ဆိုဟိုးဖက်မှာမျက်ခင်းအကျဲကြီးမှရှိပါတယ်လို့ဆိုတာရာသီနွေရာသီစာပိုင်းဆိုလို့ရှိရင် မြစ်တွေကတိတ်မကြီးသေးဘူးဒီအပင်တွေကပေါက်လာပြီဆိုခူးလို့လွယ်တယ်ပေါ့ခူးကြတော့မြစ်ပင်တွေကကြီးနေပြီအပင်တွေလည်းပြီးတော့အဖူးလိုက်နေပြီပင်တွေအဖူးလိုက်နေပါပြီ ားတွေငောက်ပင်နေရတော့ဒီမှာဒါတွေဆိုလို့ရှိရင်ဒါအပင်တွေအရွက်တွေပြန်ကုန်ပြီပေါ့ဒါတွေဆိုအရွက်တွေပြန်ကုန်ပြီဒါအညိုပင်ဒါကတော့အညိုပင်အဲ့ဒါအစိမ့်ပင်ဒါချောင်းသားတွေမှာဆိုလို့ရှိရင်ဒါအများကြီးပဲပေါက်တယ်ဒါဟိုဘက်ရှာမှာဆိုလို့ရှိရင်ကြောင်းအဲဒီမှာအညိုပင်မှာရှောင်းနေမှာ ီရှောင်းမှာဆိုလို့ရှိရင်နွေရာသီဟိုဘက်ထိတ်မှာလှေစီးပြီးလှေးငှားပြီးတော့ဒါလှေလော်တယ်ဒီရှောင်းထဲမှာလှေလော်လို့ရပါတယ်ခလေးတွေလှေလော်ပါတယ်ဒီနေ့ကတော့မတွေ့သေးပါဘူးဒီနေ့ကပိတ်တော့ပိတ်ရပါဒါပေမဲ့မတွေ့သေးပါဘူးချမ်းမြေအရှင်ရွက်တွေခုနေတော့မှာကဲဒါတော့အရှင်ရွက်ကလေးတွေပါအိမ်ရောက်လို့ရှိရင်တော့ချမ်းမြေဒီအရှင်ရွက်ကြော်တဲ့ဗီဒီယိုလေးနဲ့ဒီခူတာလေးနဲ့ဟိုရောပြီးတော့ပေါင်းပြီးတင်ပေးပါမယ် ဟယ်လိုအားလုံးမင်္ဂလာပါရှမ်းပြည်နေလဲလမ်းလျှောက်ထွေးရင်းနဲ့ခူလာတဲ့ဆွီဒင်ကအရှင်ရွက်ပေါ့နော်ဒီရွက်ကလေးရရှေးရှေးလေးတွေဒါတော့နော်ဝေးတို့ဘာတို့မှလည်းရှိပါတယ်လို့နော်ဝေးနိုင်ငံမှာလည်းလို့ပဲနွေရာသီမှာဒီဘက်ကရှမ်းပြည်အထင်တော့ဥရောပဒီဘက်ကဥရောပနိုင်ငံတွေမှာဒါနွေရာသီမှာသဘာဝအတိုင်းပေါက်တဲ့အပင်တွေဖြစ်ပါလိမ့်မယ်ခုကတော့ဒါအပွင့်တွေအဖူးတွေတော့လိုက်နေပြီပေါ့နော်ရှမ်းပြည်ဒီနေ့အဲ့ဒါအခုမှဒီနေ့မှအားလို့ဟောတာလမ်းလျှောက်ထွေးရင်းနဲ့ ခုလာပြီးတော့အခုဒါကြော်ပါမယ်လို့အချင်းရွက်လို့ခေါ်ပါတယ်နော်ဟိုမပီးကကြော်လိုက်တဲ့အခါမှာလေမပီးကရှင်မောင်အရသာအတိုင်းနဲ့စလို့ကောင်းတယ်အရှင်အဲဆူရင်မှာဒါတစ်နှစ်တစ်ခါနွေရာသီမှာပဲဒီလိုနွေရာသီအချိန်ကလေးမှာပဲစရပါတယ်နောက်နွေရာသီနောက်ကြသွားလို့ရှိရင်အဖူတွေထွက်လာရောအဲ့လိုဆိုလို့ရှိရင်အဆင်မပြေတော့ဘူးရှမ်းပြည်မကြက်သွန်နဲ့နဲ့နဲ့ပစွန်ကြောင်းနဲ့ထဲပြီးတော့အရင်ဆုံးကြော်ပါမယ်အဲ့ဆိုပစွန်ကြောင်းကအခဲဆိုတော့လေကြက်သွန်နဲ့ပစွန်ကြောင်းတို့ရှမ်းပြည်တစ်ခါလေးထည့်ပြီးကြော်ပါ အဲ့တော့ဇွန်ကြောက်ကအခဲတွေမျိုးချမ်းမီချိတ်ပြီးတော့အခဲတွေထည့်ထားတာရှိတော့အဲ့တော့ဇရောချမ်းမီအရွက်ကနည်းနည်းဟိုရှိသလောက်ကိုချမ်းမီအချိန်အစတွေတော့မပြောတော့ပါဘူးပေါ့နော်အရွက်အနေအများကိုမြည်ပြီးတော့ပဲထည့်ကြပါအဲ့ချမ်းမီကတော့ဒီနိုင်ငံမှာဟာမြူရဒီမှာချက်ချက်ပပရရတယ်ဆိုတော့လေတစ်နှစ်မှာတစ်ခါပဲစားရပါတယ်လို့အဲ့ဒါကြောင့်မို့လို့ချမ်းမီလည်းသွားခူးပြီးတော့ အဲ့ဒါကြော်ပြီးတော့စားပါမယ်ဆမွေးလေးနည်းနည်းထည့်ပါမယ်ဆိုတော့ချမ်းမြေပစုံကြောက်ကချိုတီမီထုတ်ထားတာမဟုတ်တော့ကြာမို့လို့လေခဲနေတယ်ခဲနေတဲ့အခါကျတော့ချမ်းမြေပစုံကြောက်ကိုပြောအောင်အရင်ဆုံးကြက်သွန်းနဲ့ပြင်ဆောင်နေတော့အရင်ဆုံးကြော်လိုက်ပါဦးမယ် ကဲရှမ်းပြည်ဒီမှာပစုံကျော်ပစုံချောင်းနဲ့ကြက်တုံးနဲ့ကြော်လို့ရှမ်းပြည်ဒီလိုအနေထားလေးဆိုရင်တော့ရှမ်းပြည်အရွက်တွေထည့်ပါမယ်။မဲအရွက်တွေကနည်းနည်းရှမ်းပြည်ဖြတ်တော့ဖြတ်တယ်ပေါ့နော်။ဒါပေမဲ့အညွန့်လေးတွေကခူလာတာနည်းနည်းတော့ရှိုးဟာလေးတွေရှိရှိလေးဆိုတော့လေရှမ်းပြည်ကကြည်လေးနဲ့နည်းနည်းဖြတ်ပြီးဖြတ်မှာဒါဆိုဟိုဟာဟိုလေးမရှိရင်ကြော်ပြီးရခါကြရင်လေဟိုအပြင်တန်းလိုက်ကြီးဖြစ်နေတယ်ဟိုအဲ့လိုတော့လည်းမဖြစ်ဘူးကွာ။ဟိုလိုက်ကြော်သွားရောခဏလေးနဲ့ 又包那个，那你越多烟，每、嗯、年的多少？交点啥钱？交啥烟钱啊？那你讲我跟他晒一，兄弟兄分享一笔钱嘛？俺那礼拜烟吗？俺阿姨交的挺多。 ရဲ့ပြီးသွားတဲ့ခါကျတော့အများကြီးနော်ပြလိုက်ပြီးတော့အများကြီးကိုသိရမှာလေ။အဲ့ဒါရှင်းတာတော့အရင်ရှင်းတယ်။အဲ့ဒါသိကြတော့ပြီ။ဆိုင်းကမောင်ကြိုင်ရင်းကမောင်တို့မှာလို့ဆင်းပြရတော့ဘုရားကြောင့်ပဲပြောပါရဲ့လို့သိကြတော့ဒီများများလေးဖြစ်ပါရဲ့အရှင်ရှိတဲ့ဘုရားမျိုးလေး။ကလေးလို့မြင့်ရှိရင်တော့မြင့်နဲ့ကြော်ပါပေါ့နော်။ဆန်းမြရကြတော့မြင့်ကိုကိုရင်းမလုပ်ထားတဲ့ဟာကြတော့မြင့်နဲ့မကြော်ဘူး။ဒီတိုင်းနဲ့ကြော်ပါလေ နှင်းနဲ့ကြောစားရင်လည်းကိုမြမကြီးရရှင်မောင်နှင်းနဲ့ကြောစားတဲ့အရာပါမျိုးဖြစ်ပါတယ်လို့နှင်းနဲ့ကြောစားရင်လည်းကောင်းပါတယ်ဒီဟာချမ်းပြီးတော့နှင်းမပါလည်းနဲ့ကြောပါမယ်လို့နှင်းကြီးလာဒီလေးမွေးပြီးခဏဒီမှာချမ်းပြီးအောင်ငပိခဲ့ပါမယ်ဟုတ်တယ်ဆိုတော့ဟိုချမ်းကြီးကချမ်းကြီးမစိမ်းစားငပိရတာခါလေးစူပြီးတာအရှင်လို့ရှိတယ်ဆိုတော့လေ ဒီလိုဒီမနှောတနှောလေးပေါ့နော်ဆက်မိဒီမှာစိတ်စားမပြီးအဲ့ဒါနေလို့စိတ်စားမပြီးအကျိုးပြုတာဆိုတော့အနံ့ပြောင်းဆက်စရာမလိုဘူးပေါ့နော်ဆက်မိလောလောဆယ်ဒီဆုံးဟာဆုံးချက်မှာရှင်းတယ်အဆောင်ထည့်ပါရယ်ဒီလိုရှင်ဆက်နေမြူးကြီးရောင်းခွန်းနဲ့ထည့်ပါမယ် ဟောလေးဒီရောင်းမော်ကပစံကြောက်တော်တဲ့ခါထက်မပြောဆိုတာဒီအရာဒီလိုဆိုရင်လေးဒီရောင်းအောင်ဖောက်ပါလေတော့သူကငုံကုန်တာ။အားဖြစ်လို့ရှိရင်ဆက်နေတော့ကြာရင်လည်းဆက် မပြီးရငန်းတဲ့အခါကျတော့ရှမ်းပြည်စားကိုပြီးမှစားမြည်ပြီးမှထည့်ဆက်ဆောက်မှာချမ်းမြေဒလူလေးကြော်ထားပြီ။ဆက်ဆောက်ကြိုးနေထားပြီပေါ့နော်။ဆက်ဆောက်ချမ်းမြေကဆွီဒင်မှာနေတဲ့အခါကျတော့လေ။နေရာတီးမှာဒီလိုအရွက်ကလေးတွေဖွက်တယ်။ အဲဆိုတော့ခါကြတော့ချမ်းမြေတို့ဟာနေရာဒီရောက်ပြီဆိုလို့ရှိရင်ကိုစားလို့ပြီးတော့အရွက်တိုင်းလည်းတို့ကတော့ဟိုအရွက်ကစားရတယ်ဒီအရွက်ကစားရတယ်ဆိုရင်ချမ်းမြေတို့ကအရွက်တိုင်းမတီးဘူးစားလို့ရတယ်အရွက်တွေအဲဆိုချမ်းမြေဒါတီးတဲ့အရွက်ကလေးတော့ကိုချမ်းမြေကခူးပြီးတော့အာတော့ခူးပြီးတော့စားဖြစ်တာပေါ့နော် အားမှာပါမအားလို့ရှိရင်လည်းမိနစ်ကဆိုစားတော့မစားလိုက်ရချမ်းမြေမတော့ဖြစ်တော့တော့မအားတာနဲ့ဒါဒီနေ့တော့အလုပ်လည်းပြည့်ရဆိုပြီးချမ်းမြေရတယ်လမ်းလျှောက်ထွက်သွားရင်ဟာနေတော့ခူးပြီးတော့အဲ့ဒါနဲ့ အဲကြော်တာပါဟိုအရသာတော့ကောင်းနေစားနေနေတဲ့မစားပေါ့နေတာကျန်တာပါဘယ်လိုတော့ဆုံးချောက်နေဆိုတော့ဆုံးချောက်ပြီးအရင်ကြီးတော့ကြော်ထားတာပေါ့ဒီလိုနေထားဆိုရပါပြီနော်ရှင်မောင်တို့အနံ့လိုမျိုးပဲမွေးနေတာပဲဒါမြစ်ထဲလိုက်လို့ရှင်တော့ share ပဲအာကိုရှိရကိုမြန်မာပြည်ကရှင်မောင်အနံ့အတိုင်းမှာကိုရီးယားကူရောပါနေတဲ့လူတွေဆိုတော့တည်တယ်မနား နေရာဒီဆိုလို့ရှိရင်အရွက်တွေကိုစအောင်ခဲအရွက်တွေစအောင်လဲဆိုတာလဲစဉ်းစားတဲ့အဖွဲ့အားဆိုတော့လေအဲ့နဲ့ရှမ်းပြီလဲဒါဟိုဓာရင်ကောင်အညွန်လဲခူလာပြီးတော့အမှဓာရင်ကောင်အညွန်ခူတဲ့ဟိုဗီဒီယိုလေးလည်းတင်ပေးပါမယ်လို့အခုတော့ဒီမှာအရှင်ရွက်အပင်ပေါ့နော်ဒါဆိုလို့ရှိရင်ကြက်ပါပြီစားမိတာလဲအရသာအနေတော့ဖြစ်သွားပြီဆိုတော့ကြက်ပါပြီရှင်အာငရုတ်ဒီစိမ့်ကြရင်တော့ထဲ့ပါရှမ်းမီရတော့ငရုတ်ဒီစိမ့်မထဲ့တော့ပါဘူးငရုတ်ဒီရောင်မောနည်းနည်းဆက်တယ် အဲ့ကြောင့်မို့လို့မထည့်တော့ဘူးရှမ်းပြည်ဒီလောက်နေမိပိတ်လိုက်ပါရဲရှမ်းပြည်ပလေတင်လေးပြင်လိုက်ပါဦးမရှင်အားလုံးကိုကျေးဇူးပါကဲပလေတင်လေးပြင်လို့ပြီးသွားပါပြီတို့ဒီမှာရှမ်းပြည်ကြော်တာခုနအများကြီးလိုမြင်ရတယ်ဒါပေမဲ့ဒီမှာကြည့်ဒီပကံလေးနဲ့ဒီလိုမောက်မောက်ကလေးတလုံးပဲရတယ်အာသူကနည်းနည်းလေးပဲရတယ်မြှင့်ထည့်လို့ရှိရင်မှအများကြီးရတယ်ပွားတာပေါ့နော်မြှင့်မပါတဲ့အခါကျတော့နည်းနည်းလေးပဲရအရသာတော့အရန်စားလို့ကောင်းတယ်လေစားကြတော့တကယ်လို့ ခုလို့ရတယ်ဆိုရင်တော့ကြော်စားကြည့်ပါအရန်ထမင်းမိန်ပါလေအဲ့ဒါလေးနဲ့နဲစားရုံလောက်နေတယ်နောက်မှထမင်းရစားလို့အရန်ကောင်းပါလေရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်